မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဖာရီနန်ကနာပိုလီတိုက်စစ်မှုအိုစမန်ကိုခေါ်ယူဖို့အသင်းဟောင်းကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟောင်းပြီးခဲ့တဲ့2024-25ရာသီကပရီးမီးယားလိပြိုင်ပွဲမှာရုန်းကန်ခဲ့ရပြီးအသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရည်တည်မှုနဲ့ကြုံတွေ့ခဲ့ရတာပါ။မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီကပရီးမီးယားလိတွင်ရမှတ်48မှတ်နဲ့အဆင့်55မှာရည်တည်ခဲ့ပြီးသွင်းဂို44ဂိုးသာရရှိခဲ့ပါတယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်အသင်းဟောင်းအခုຫນွေမှာဝူးဖ်တိုက်စစ်ကစားသမားကုညာကိုပေါင်6 62.5တန်းနဲ့ခေါ်ယူထားပြီး Sporting Lisbon တိုက်စစ်မှု Rocket Rush နဲ့ Frankfurt တိုက်စစ်မှု Ikiti တို့ကိုထပ်ခေါ်ဖို့စီစဉ်နေတယ်လို့ဗီတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။ဒါပေမဲ့ Ferdinand က မန်ချက်စတာယူနိုက်တက်ကအတွေ့အကြုံရင်ကျက်တဲ့ထိတ်တဲအထောင်တိုက်စစ်မှုတအုပ်လိုအပ်နေတာပါမန်ချက်စတာယူနိုက်တက်ဟာဟွိုင်လန်းကိုကြေးကြီးပေးပြီးခေါ်ယူခဲ့ပေမဲ့ကစားသမားကခြေစွမ်းပြနိုင်ခြင်းမရှိသလိုဇက်စီကလည်းကောင်းကောင်းဆွဲဆောင်နိုင်ခြင်းမရှိပါဘူးဟွိုင်လန်းအနေနဲ့မန်ယူသင်းမှာခြေစွမ်းမပြနိုင်တာအတွေ့အကြုံကြောင့်လို့ကျွန်တော်ထင်ပါတယ်မန်ချက်စတာယူနိုက်တက်ကတိုက်စစ်မှာလူငယ်တွေကြီးရှိပြီးသူတို့အနေနဲ့သင်ယူနိုင်မယ့်အတွေ့အကြုံရင်တိုက်စစ်မှုတအုပ်လိုအပ်နေတယ်လို့ကျွန်တော်ထင်ပါတယ်လူတိုင်းက Rogerus ကိုပြောနေကြပေမဲ့ကျွန်တော်ကတော့ Osimhen ကိုပဲရွေးချယ် ဲ့ခြင်းပါတယ်။အိုစင်မန်ရဲ့တွေ့ကြုံတဲ့အခြေစွမ်းကမန်ချက်စတာယူနိုက်တက်ကိုလိုက်ဖက်မယ်လို့ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။